အမေရိကန်ပြည်တွင်းဆက်ကြီးလဲပြီးသွားပြီတောင်ပိုင်းမှာရှိတဲ့ confederate ရဲ့စစ်သည်တော်တွေလည်းလက်နက်ချပြီးသူတို့အိမ်သူတို့ပြန်သွားပြီးသူတို့အလုပ်သူတို့လုပ်သွားပြီးအမေရိကန်ပြည်တော်စုရဲ့ငြိမ်းချမ်းသွားပြီးအမေရိကန်ပြည်တော်စုရဲ့ပြိုကွဲမသွားဘူးအမေရိကန်ပြည်တော်စုကြီးရဲ့အနာဂတ်ကိုကောက်အောင်တမရအေရာဟင်လင်ကွန်ကလုပ်နိုင်ခဲ့ပြီးအမေရိကန်တောင်ပိုင်းမှာရှိတဲ့လူမဲတွေနီဂရိုတွေလည်းကျွန်ဖြစ်ကနေလွတ်မြောက်သွားပြီးကျွန်စနစ်ကိုဖျက်သိမ်းနိုင်ခဲ့ပြီး အမေရိကန်ပြည်တော်စုမှာ just name ရှိတော့ဘူးတမရလင်ကောင်းကသူ့ဖြစ်ချင်တဲ့စာရေးအားလုံးပြည့်သွားပြီသူ့စိတ်ကအေးချမ်းသွားပြီအဲ့ဒီချိန်မှာ तू က Shakespeare ရဲ့ပြဿတ်တွေကို तू ကြိုက်တယ်ပြဿတ်တွေကို तू ကြည့်လိုက်ရှိတယ်ကြည့်လိုက်ရှိတော့စစ်ပွဲပြီးတဲ့အချိန်မှာ तू ကပြဿတ်ရုံသွားတယ်အဲ့ချိန်မှာသူ့ရဲ့ကိုရံတော်ကမရှိဘူးတခြားနေရာခီးထွက်တယ်ခီးရတာတခြားအရာရှိစရာကိုရံတော် तू ငှားသွားတယ်သူ့မိန်းမတော်သူ့ကလေးတွေရောပြဿတ်ရုံလည်းမရှိတယ် ူမင်းအားကသူ့ပခုံးပေါ်မှာခေါင်းလေးမီပြီးတော့ပြဆက်ကိုကြည့်တယ်။ပြဆက်ကလည်းအကောင်းဆုံးပြဆက်တော့မဟုတ်ဘူးဗျာ။သိစိတ်ဝင်စားစရာမကောင်းတဲ့ပြဆက်ပေါ့ဗျာ။ကျောင်းနိုင်ငံမှာအခုရိုက်နေတဲ့ရုပ်ရှင်တွေလိုမျိုးပေါ့ဗျာ။စိတ်ဝင်စားစရာမရှိဘာမှပညာပေးမရှိဘာတစ်ခုမှလူတို့အသိပညာမပေးတဲ့ရုပ်ရှင်ကားမျိုးတွေလိုပေါ့။အေးအဲ့ရုပ်ရှင်ကားမျိုးကြီးထဲတော့နည်းနည်းပါအောင်ပေါ့ဟိုက Shakespeare ပြဆက်ဆိုတော့ဒါပေမဲ့ပြဆက်ကသိမ့်မကောင်းဘူး တိမ်ပေါင်းတော့တိတ်စိတ်ဝင်စားတယ်မကောင်းမကောင်းတော့ तू လဲသူ့မိမသူ့ဖုံးဘောမှာမိနေလဲ तू ကတွေးပြီးတွေးရတွေးနေရသူ့ငယ်စဉ်ဘဝတွေပေါ့ဟိုးမှာတောင်ရခုတ်ခဲတဲ့ဘဝတွေပေါ့အားလုံးပေါ့ဗျာငယ်စဉ်တော့အကုန်လုံးအချစ်ကူးတွေအကြောင်းလေးပါတယ်တွေးတက်ပြီးသူ့ရဲ့အနာကအကြောင်းလေး तू တွေးတယ်ဒီကတပရာကြီးဖြစ်နေတဲ့အချိန်မှာလူကသူ့နိုင်ငံကိုကောင်းစေခြင်းလို့ဒါ तू ကတပရာဖြစ်တာ तू ဖြစ်စေခြင်းနဲ့ဒီကျွန်စနစ်ကြီးပပျောက်တင်လာယူပပျောက်အောင် तू လုပ်ပါဒီအဲ့ကျွန်စနစ်ပပျောက်အောင်လုပ်တဲ့အတွက် ဒီကတောင်ပိုင်းကကျုံပိုင်ရှင်နဲ့မကျင်တော့လို့ဒီစစ်ပွဲကြီးကဖြစ်တာထားပြီးပြည်တော်စုကိုပုံကံပြီးဒီစစ်ပွဲကြီးဖြစ်တာဖြစ်တော့ तू ပြည်တော်စုရုပ်ပြိုခွဲမဲ့အရေးကိုကာကွယ်ပြီးဒီစစ်ပွဲကိုလည်း तू နိုင်အောင်တိုက်ခဲ့ပြီအခု तू ပပျောက်စေခြင်းနဲ့ကျုံစနစ်လက်ပျောက်သွားပြီပြည်တော်စုကြီးလက်ပြိုခွဲမသွားဘူး तू ထိနိုင်ခဲ့ပြီဆိုတော့ तू ကဟူးဟူးဆိုရတပ်ပြင်းချပြီ तू အေးစစ်ဖြစ်သွားပြီ तू စဉ်းစားတယ် तू ကအခုသမဏတတကဒုတိယတတမှာရှိတယ်။ तू သမဏတတဒုတိယအချိန်ပြေဝိုင်း तू လက်သမဏဆက်ဖြစ်တော့မဟုတ်ဘူး။ အဲ့ချိန်ကျသူဘာလုပ်မလဲဆိုသူစဉ်းစားနေတယ်ဘာကြောင့်လဲဆိုဒီရှေ့စပီးယားပြဆက်ကကျွန်တော်မြန်မာနိုင်ငံကရုပ်ရှင်ကားရေးလိုပဲစိတ်ဝင်စားစရာမကောင်းနဲ့ပြဆက်မလို့သူကအတွင်းနယ်ချက်နေသူမိမကသူ့ပခုံးလေးပေါ်မှာမိနေတယ်သူ့ခလေးရဘေးမှာကြည့်နေကြတယ်ပြဆက်ခလေးဆိုတော့ဗျာဘာတိမှာလဲဒီကျွန်တော်တို့နိုင်ငံကပေါ်ချာချာရုပ်ရှင်ကားတွေကိုကျွန်တော်တို့ခလေးတွေကြည့်တယ်လို့ဗောဗျာအဲ့လိုကြည့်နေကြတာအေးအဲ့လိုအခြေအနေမျိုးမှာသူတွေးတယ်တွေးပေါင်းကိုရှောက်တွေးနေတာဗောဗျာရှောက်သူ့အနာကောက်ကိုတွေးရအော်သူတမနာကြီးဖြစ်နေတယ် ကြောက်လာဒီမှာပြဿနာတွေသူဖြေရှင်းပြီးပြီးအကောင်းလေးရှုပ်ခဲတာရှိတယ်ပြဿနာပေါင်းစုံရှိတယ်ဒီအကြောင်းလေးကသူတွေးတယ်တွေးတယ်သူဘာဖြစ်ချင်တယ်လဲသူကအရင်တော့လို့ပဲစိုက်ပျိုးရေးသမားလေးပဲသူဖြစ်ချင်တယ်ပေါ့အင်းသူစိုက်ပျိုးရေးသမားလေးသူလုပ်မယ်ပေါ့အဲ့လိုတွေးပြီးသူစိတ်ကိုကြီးရနေတယ်သူပြဿနာမှာအာရုံရှိဘူးပြဿနာကလည်းကျွန်တော်တို့နိုင်ငံကအခုရိုက်နေတဲ့ရုပ်ရှင်ကားလေးလိုပဲဆိုတော့စိတ်ဝင်စားလည်းမကောင်းတော့ပြဿနာအဲ့ပြဿနာကိုသူအာရုံရှိဘူးသူတွေးနေတဲ့အချိန်သူကကိုရံတော်ပါလာတာတယောက်သူများစီရ ငားလာတယောက်သူ့ကိုယ်ကိုရံတော့မဟုတ်ဘူးတယောက်ရှိတယ်အနားမှာဒါပေမဲ့အပေါ့ကမှစောင့်ခိုင်းတာလားတယောက်လည်းစောင့်ခိုင်းတာလားလူလဲတယ်အောင်ရှိဘူး तू ကအမြဲတမ်းသူ့ကကိုယ်ကအဖွဲ့ရင်ရှိဘူးလူလဲအဲ့အပေါ့ကမှစောင့်နေတဲ့ तू ကစောင့်တာကြတော့ तू အိတ်ချင်ပြီးတော့အိတ်ငိုက်လို့ဖြစ်စေပြင်းလို့ဖြစ်စေပေါ့ဗျာတော်ပြီအဲ့အပေါ့ကနေ तू ကထွက်သွားပြီးခိုးဘက်မှာအရက်တစ်ခွက်လောက်တောတောင်းနေရက်ဆိုင်အဲ့ပြဆက်ရုံကရက်ဆိုင်တောတောင်းနေအဲ့အချိန်မှာသူ့ကိုမချေနှက်တဲ့လူတမရလင်ကိုကိုမချေနှက်တဲ့လူ တို့တမနာလင်ကိုမကျင်တတ်တဲ့လူအများကြီးရှိမှာပေါ့ဗျာသူ့အဖွဲ့ထဲမှာလည်းရှိမှာပဲဟာယာလူအပြိုင်ဆိုင်နဲ့အဖွဲ့ထဲမှာရှိမှာပဲသူ့အဖွဲ့မဟုတ်တဲ့ဒီ confederate ဒီဂျွန်လေးကိုလွတ်မြောက်မှုရအောင်လုပ်လိုက်တဲ့ဂျွန်ပိုင်ရှင်တွေကမကျင်တတ်တာလည်းရှိမှာပဲဘသူကတတ်ခိုင်းတာလဲဆိုတော့ကျွန်တော်မသိဘူးအဲ့တော့သူ့ကိုတတ်ခိုင်းလိုက်တဲ့လူကဝင်ပြီးတော့အဲ့ဒီအပေါက်ကမှာအပေါက်မဆောင်ရှိတဲ့အချိန်ဝင်ပြီးတော့တနက်နဲ့ပြစ်ချလိုက်တာတမနာလင်ကိုခေါင်းချပါ ကောင်းဒီကတော့အဲ့ဒီညမှာပဲသူစစ်ဆေးရောက်ရောက်ပါတယ်။ရောက်တိုင်း9နာရီလောက်9နာရီလောက်ကြာတယ်ဒီသူ့ကုတာကုတာလိုက်ကြမှာပဲ။နောက်နေ့မနေ့ကြတော့သမရလင်ကောစုံသွားတယ်။စဉ်းစားကြည့်ပါဦးမြတ်။သမရလင်ကုန်းလိုမျိုးကောင်းရကောင်းကျိုးပဲလုပ်တဲ့လူတွေလူအများစုကောင်းအောင်လုပ်တဲ့လူတွေကိုလူအ ਨੇ စုကမုန်းမြအောင်ကျွန်တော်တို့ကလူမုန်းတော့ရှိအများတောင်ရှိကျွန်တော်ကျွန်တော်တို့မုန်းတဲ့လူတွေကိုလေ ကြောက်နေလိုက်တာကျွန်တော်တို့ကကိုလှုပ်တဲ့တာကိုမလှုပ်ဘူးဆိုရင်ကျွန်တော်တို့ရှုံးပြီ။ဘာကြောင့်သမရလင်ကောသူ့အများအသတိပေးကြတယ်။ဒါပေမဲ့သူရဲရောမယ်သူလှုပ်တဲ့တာကိုလှုပ်တယ်။သူ့ကိုတတ်မယ်ဆိုရင်ဘယ်အချိန်မှဆိုတတ်လို့ရတာပဲသူ့မှာကိုရံတော်ပဲလည်းမထောက်ဘူး။ကဲအဲ့လိုနေသူရဲရောမယ်သူလှုပ်တဲ့တာကိုသူလှုပ်တော့ကျွန်တော်တို့သူ့ကိုအတွေ့ယူပါမယ်။သူ့လိုမျိုးလှုပ်တဲ့တာကိုလှုပ်ရဲတဲ့တတ်တိကိုကျွန်တော်တို့အတွေ့ယူပါမယ်။ဒါပေမဲ့ ကိုယ်ရလို့မရှိပဲနဲ့ပော့စတဲ့ဟာကိုကျွန်တော်တို့အတုမပြောဘာကြောင့်လဲဆိုတော့တကယ်တန်ဖိုးရှိတဲ့လူတွေမှာကိုယ်ရတော်တွေရှိထားတဲ့နယ်ကာဝယ်ပေးတဲ့သူ့ဘောသူကမကာဝယ်ပါနဲ့ကွာငါဂိူးမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးသမရလင်ကုန်းလို့ပြောလာတာတော့မှကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကသူ့လိုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပဲတန်ဖိုးရှိတဲ့လူတယောက်ကိုကာဝယ်ပေးဖို့ကျွန်တော်တို့ကဝိုင်းရမယ်သူကကိုယ်ရတော်တက်ဖက်မလို့ချင်ပါဘူးဆိုတာတော့မှ तू မသိအောင်ဘေးကနေဝိုင်းကာပြီးထားရမယ် တန်ဖိုးရှိတဲ့လူကိုတန်ဖိုးရှိတယ်လို့ကျွန်တော်တို့ထိမ့်သိမ်းရမယ်နော်ကျွန်တော်တို့တန်ဖိုးရှိတဲ့လူကိုတန်ဖိုးရှိတယ်လို့မထိမ့်သိမ်းရင်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေစုံရှုံးတာတွေအများကြီးရှိတယ်အဲ့ဒီတန်ဖိုးရှိတဲ့လူတွေထဲမှာကျွန်တော်တို့မြန်မာနိုင်ငံကမိန်ကလေးတွေပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားမိန်ကလေးတွေပါတယ်အဲ့ဒီမိန်ကလေးတွေကိုကျွန်တော်တို့ပြည့်စုံစောင့်ရှောက်ထိမ့်သိမ်းဖို့ကျွန်တော်တို့ယောက်ျားတွေမှာတာဝန်ရှိတယ်နော်တာဝန်ရှိတယ် အဲ့ဒီမိန်ကလေးတွေကိုမထိန်သိမ်းနိုင်ရင်ကျွန်တော်တို့ကတံပိုးမထိုင်ရင်ကျွန်တော်တို့လူမျိုးပြုတ်သွားတယ်ကျွန်တော်တို့ကကျွန်တော်တံပိုးမထိုင်ရင်ကျွန်တော်ကိုကျွန်တော်မထိန်သိမ်းရင်ကျွန်တော်တို့ကိုကျွန်တော်တို့မထိန်းမကာခွင်ရင်တော့မှကျွန်တော်တို့အသက်ထိမ်းမှာကျွန်တော်တို့လူမျိုးကျွန်တော်တို့နိုင်ငံကအမျိုးသမီးတွေကိုကျွန်တော်တို့ကမထိန်သိမ်းနိုင်ရင်မကာခွင်နိုင်ရင်သူများကဝင်ပြီးတော့ ဘာသာကြားလူမျိုးကြားတွေကဝင်ပြီးမျိုးဖောက်သွားရင်ကျွန်တော်လူမျိုးပျောက်သွားမယ်အဲ့တော့ကျွန်တော်ကထိမ့်သိမ့်တင်တာကိုထိမ့်သိမ့်ရမယ်သူတို့ကမထိမ့်သိမ့်ရင်တောင်မှသူတို့ကိုသူတို့မထိမ့်သိမ့်ရင်တောင်ကျွန်တော်ကစူးစမ်းပြီးလိုက်ထိမ့်သိမ့်မရဆိုတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့တန်ဖိုးရှိတဲ့အရာမှန်တမျှကိုကျွန်တော်ကကဝဲရမယ်ကျွန်တော်နိုင်ငံရဲ့တယံစာတရအားလုံးကျွန်တော်နိုင်ငံရဲ့နေမြေအားလုံးအမျိုးမြင့်ရှိရှိ ကာဝေးရမယ်ဒါမှလာကျွန်တော်တို့နိုင်ငံနှစ်ပေါင်းထောင်ချီပြီးဆက်တည်ကြနိုင်အဲ့တော့တမလလင်ကောသူခမညာသူအများအတွက်သူများကောင်းကျိုးအတွက်လုတ်တဲ့လူတော်မှလူမုန်းရှိပြီးတော့အသက်မရှိဘူးသူများလုတ်ကြတာခံရရတယ်ကဲကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်တို့လူအများစုချစ်တဲ့ဘိုးကြောင့်အောင်စားကြည့်သူများလုတ်ကြတာခံရရတယ်အသက်မရှိဘူး ။ तू ကကောင်းကျိုးလေးကြီးလုပ်တယ်မှာ။အေးမကောင်းတာလည်းရှိချင်ရှိမှာပေါ့။အများစုလူကျွန်တော်လည်းဒီလိုပဲ။ကျွန်တော်ကောင်းအောင်နေပေမဲ့ကောင်းအောင်လုပ်ပေမဲ့လည်းကျွန်တော်မှချွေရင်ချက်ရှိတယ်။မကောင်းတာလည်းရှိတယ်။အဲ့မကောင်းတာတစ်ချက်တည်းနဲ့မုန်းပြီးတော့လူတွေကရရှိုင်းရှာတယ်။အဲ့တော့လူတိုင်းမှာရန်သူရှိတယ်ဆိုတော့မမေ့နဲ့။ကျွန်တော်မှလည်းရန်သူရှိလိုက်မယ်။ကျွန်တော်ဘလောက်ကောင်းကောင်းကျွန်တော်ကလူကောင်းဆိုလူဆိုးကကျွန်တော်ကိုမုန်းတယ်။ကျွန်တော်ကလူဆိုးဆိုရင်လူကောင်းကကျွန်တော်ကိုမုန်းမြောင် ျွန်တော်ကလူဆိုးဆိုရင်လူကောင်းကကျွန်တော်ကိုချေမုန်းမယ်ကျွန်တော်ကလူကောင်းဆိုရင်လူဆိုးကကျွန်တော်ကိုချေမုန်းမယ်အဲ့တော့ကိုကိုကိုခုခံကာကွယ်ဖို့ကျွန်တော်တို့တိုင်းသားတွေအားလုံးကိုကိုခံပညာတွေသင်ပေးထားမယ်တနက်ပြစ်တာတွေလက်နက်မျိုးစုံကြိုင်တာတွေကိုကျွန်တော်တို့ကြောင်းနေမှာတွေသင်ပေးရမယ်ကျွန်တော်ကျွန်တော်ရဲ့တက်မတော်တယ်မှာစစ်တင်တိုင်းတက်ရမယ်ကျွန်တော်တို့ကိုကျွန်တော်ကာကွယ်ဖို့ကျွန်တော်တို့ရန်သူတွေကိုကာကွယ်ဖို့ကျွန်တော်တို့လူမျိုး135မျိုးကိုကာကွယ်ဖို့ကျွန်တော်တို့ ပြည်တော်စုကြီးကိုကောက်ဝဲဖို့ကျွန်တော်တို့ကိုခံပညာတတ်မယ်တနက်ပြီးပြတတ်မယ်လက်နက်ပြီးတုံးတတ်မယ်လေရင်နေပေါင်းတတ်မယ်ဘုံတွေကျက်တာအလုံးတက်ရအားလုံးကဲရှုံးစွာအဆုံးညာကျွန်တော်တို့လူမျိုးတွေလူဦးရေများလာအောင်မျိုးဖောက်တတ်ခုဆိုရင်ကျွန်တော်နိုင်ငံလူဦးရေပတ်ဝန်းကျင်နိုင်ငံနဲ့အဆိုင်နဲနေပြီကျွန်တော်တို့ရဲ့ပြိုင်ဘက် ကျွန်တော်တို့ကိုရန်ရှာနေတဲ့လူမျိုးတွေကကျွန်တော်တို့ထက်လူဦးရေတိုးပွားနှုန်းများနေပြင်စရာရှိတဲ့ဥပဒေပြန်တမနာလင်ကောပို့ချော့အောင်ဆန်းအများအကျိုးတည်ပေါ်တဲ့လူနိုင်ငံတော်ကိုကောင်းအောင်လုပ်တဲ့လူတွေတတ်ဆိုးမရှိဘူးလောက်ကြံတတ်ဖြတ်တာခံရတယ်အေးတချို့တချို့တော့လူရုပ်ပါလေတောင်းအသက်ရှိနေပြန်ရောနောက်ကြည့်အသက်80လမ်းမသိ80လမ်းမသိသူတို့ကိုကြည့်လိုက်နိုင်ငံတော်ကို ဒုက္ခပေးတဲ့လူတွေကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးကိုရုပ်စေတဲ့လူတွေတခါတလေကိုယ်မိသားစုမှာလေအဖုံးမချတဲ့လူတွေကိုယ်မိသားစုစေအောင်လောက်နေတဲ့လူတွေအဲ့လူတွေအသက်ရှင်နေရရှိရင်တော့အသက်80 80အထိမမိန်နိုင်ဘူးသူတို့အဲ့လိုလူတွေရှိတယ်အဲကြတော့ကျွန်တော်အသက်ရှင်ဖို့ဆိုရင်လေမကောင်းတာလုပ်အောင်မလားကောင်းတာလုပ်အောင်မလားဆိုတော့တော့ကျွန်တော်အခုစဉ်းစားရတယ်ဘာကြောင့်လဲဆိုတော့ကောင်းတာလုပ်တဲ့လူတွေက အသက်မရှိဘဲနဲ့မကောင်းတာလုပ်တဲ့လူတွေကအသက်ရှိနေတာကိုကျွန်တော်မြင်ရလို့